င်္ဂွင်စတန်ဘူဘရစ်မှာဆန်ဒါလန်ကိုရှုံးနိမ့်ခဲ့ရတာကြောင့်နိုင်ပွဲရည်တင့်သွားခဲ့ရတဲ့ချယ်ဆီ အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရေကိုစိုင်းရဲ့ Chelsea Live YouTube Channel နဲ့ Facebook Page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့ England Stamford Bridge မှာ Sunderland ကိုရှုံးနိမ့်ခဲ့ရတာကြောင့်နိုင်ပွဲရပ်တန့်သွားခဲ့ရတယ်ဆိုတဲ့ Chelsea တင်းနဲ့ Sunderland တင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးပဲဖြစ်ပါတယ်ဒီနေ့ညမှာ Premier League ပွဲစဉ်ကိုအဖြစ် Stamford Bridge ရဲ့မျက်ကင်းစိမ်းပေါ်မှာကစားခဲ့ကြတဲ့ Chelsea နဲ့ Sunderland တို့ပွဲစဉ်မှာ Chelsea တင်းက Sunderland ကို2-2ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ရတာပဲဖြစ်ပါတယ်ဒီလိုမထင်မှတ်ထားတဲ့ရှုံးပွဲကြောင့် Chelsea တင်းရဲ့နိုင်ပွဲဆက်နေမှုအရှိန်အဟောင်းဟာလည်း Wednesday ကကော ောင်းကရန်နစ်သွားခဲ့ပြီလည်းဖြစ်ပါတယ် အဆိုပါပွဲစဉ်မှာချဲစည်းတင်းတွေတလုံးသေးသောဂိုးကိုတော့ဘဲတောင်မန်ကစားသမားဂါနာချိုကတွင်းယူခဲ့ပြီးဆန်ဒါလန်ရဲ့အနိုင်ဂိုးတွေကိုတော့ EC ဒေါနဲ့တဲပီတို့ကတွင်းယူခဲ့တာကြောင့်အခုလိုမျိုးရလက်ထွက်ပေါ်ခဲ့ရတာပဲဖြစ်ပါတယ်ဆက်လက်ပြီးပွဲအကြောင်းကိုပြောရမယ်ဆိုရင်ဒီနေ့မှာချဲစည်းတင်းက၄နှစ်၃တပုံစံကိုပဲအသုံးပြုလာကရောဘတ်ဆန်ချက်ချာလိုပါအချင်းပေါင်းရီစီဂျိကူကူရဲလာအန်ဇိုကိုက်စီတို့ဂျာအိုဘတ်ထရိုမက်ကီယူဂါနာချိုနဲ့နတိုတို့အစုဖွဲ့နဲ့အဲ့ခံကစားလာခဲ့ပါတယ်ချဲစည်းတင်းကပထမပိုင်းအစမှာအနည်းငယ်ထားလေးနေခဲ့တာကိုမြင်တွေ့ခဲ့ရပြီးမြဲလေပွဲကစားချိန်၄မိနစ်အရောက် ာတော့လျင်မြန်ဖြက်လက်တဲ့ပက်ထရိုနက်တိုရဲ့အလိုက်တင်ပေးပို့မှုကိုခါနာချိုကတယောက်တည်းဘောလုံးကျွမ်းကျင်စွာဆွဲဝင်ကအပြွားရင်းမရှိလှပစွာတွင်းယူနိုင်ခဲ့တာကြောင့်ချယ်ဆီတို့စောစောစီစီဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်။ဥဆောင်ကိုရရှိခဲ့ပေမဲ့လည်းချယ်ဆီကစားသမားတွေကအထလီနီနီစေဖြစ်တာကြောင့်ဆန်ဒါလန်တင်းရဲ့တိုက်စစ်ဆင်မှုကိုခံခဲ့ရပြီးပွဲကစားချိန်22မိနစ်အရောက်မှာတော့ဆန်ဒါလန်တင်းရဲ့လက်ပစ်ဘောကနေရရှိလာတဲ့ဘောလုံးဟာချယ်ဆီကစားသမားတွေနဲ့ရှုပ်ချက်ခတ်နေတာကိုဆန်ဒါလန်တိုက်စစ်မှုအီဇီဒေါ်ကအနီးကပိတ်သွင်းယူခဲ့တာကြောင့်ချယ်ဆီတို့ခြေပါကိုနှမျောစရာကောင်းစွာပြန်လည်ခွင့်ပြုပေးလဲရပါတယ်။ခြေပါက ုပြန်လည်ပေးရပြီးနောက်ချယ်ဆီတင်းကဆန်ဒါလန်တင်းဘက်ကိုထောက်လျှောက်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီးမြဲလဲဆန်ဒါလန်တင်းရဲ့ခန်းစစ်ပိတ်ကစားမှုကြီးကြောင့်တွင်းဂိုးမူရီများရှိပဲဘောလုံးပိုင်ဆိုင်မှုအတာနဲ့သာအလူအာမီးယားနဲ့ပထမပိုင်းလုံးကစားခဲ့ရပါတယ်ဒီလိုနဲ့ဒုတိယပိုင်းပြန်လည်စတင်ရလာရမှာလဲချယ်ဆီတင်းကအနေငယ်အထားလေးနေခဲ့တာကိုထပ်မံမြင်တွေ့ခဲ့ရသလိုအဲဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါးဘောလုံးပိုင်ဆိုင်မှုအတာနဲ့တိုက်စစ်ဆင်ဖိအားကစားနေပြီးမြဲလဲတိုက်စစ်ပိုင်းကဂီယူတယောက်အလုံးမဖြစ်ခဲ့သလိုဂျာအိုဘတ်ရိုကလည်းပုံမှန်ခြေစမ်းအောင်ရောက်ရှိနေတာကြောင့်အသင်းရဲ့တိုက်စစ်ပိုင်းကအားနည်းနေခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ် ယ်ဒီလိုနဲ့ပွဲကစားချိန်မိနစ်60ရောက်ခန့်နီးမှာ STA ဘောင်းနဲ့မိနစ်80ကျော်မှာတိုးစင်ကစ်တန်ဆန်တိုးနဲ့တိုင်ရီဂျော့တို့ကိုထည့်သွင်းပြီးဂိုးရဖို့စွမ်းကုန်ကြိုးစားခဲ့ပေမဲ့လည်းဂိုးရအောင်မစွမ်းဆောင်နိုင်ခဲ့ပဲပွဲပြီးလို့နာကျင်ချိန်ပို3မိနစ်အရောက်မှာကောင်တာလုံးကနေရလာတဲ့ဘောလုံးကိုဆန်နလန်အသင်းတို့အဖိုးတန်အနိုင်သုံးမှတ်ဖြစ်စေမဲ့ဂိုးကိုတဲ့ပြီးကသွင်းယူနိုင်ခဲ့ပါတယ်။ဒီနေ့ရှုံးပွဲဟာချယ်ဆီအသင်းရဲ့နိုင်ပွဲဆက်နေမှုကိုရပ်တန့်စေခဲ့တယ်လို့ခန့်စစ်ပိတ်ကစားတတ်တဲ့အသင်းတွေနဲ့လက်ပစ်ဘောကိုအားကိုးတဲ့အသင်းတွေတွေ့ရင်ချယ်ဆီအသင်းရုန်းကန်နေရတာကိုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရတဲ့ပွဲလို့ဆိုရမှာ ာပဲဖြစ်ပါတယ်ချဲစီနီးပြအန်ဆိုမာစကာအနေနဲ့ကလည်းနောက်နောက်ပွဲစဉ်တွေမှာအခုလိုမျိုးဂိုးတွေမပေးအောင်တေချာလေးပြင်ဆင်တင်မှာကြောင်းပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဒီဂိုရိုရီအနေနဲ့ကတော့ချယ်ဆီတင်ဆန်ဒါလန်အတင်းကိုရှုံနေခဲ့တဲ့အပေါ်ဘလူးခန်းစားချက်အမြင်လေးတွေရှိလဲဆိုတာအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရေကိုဆိုင်ရဲ့ချယ်ဆီလာ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချယ်ဆီသတင်းကြောင်းရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသပ်ချက်တွေကိုတင်ဆက်ပေးနေတာဖြစ်လို့ကိုဆိုင်ရဲ့ချယ်ဆီလာ YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးပြုလုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ